Hi. Warmly welcome back to Haraso Channel. အားလုံးပဲမင်္ဂလာပါရှင်။ Haraso Channel လေးရပြန်လည်ဆက်ဆုံးလိုက်ပါတယ်။ဒီနေ့အမေက weekly reading လေးဖတ်ပြပေးမယ်ပေါ့နော်။အမေတစ်ပတ်တစ်ခါဖတ်တယ်။ weekly reading လေးက21ရက်နေ့မှာပြည့်သွားတယ်ပေါ့နော်။ Okay, thank you. အဲ21ရက်နေ့မှာပြည့်သွားတယ်ဆိုတော့အခုဒီ22 23 24 25 26 29 28 29 30 29 30အမေလာကုန်အထိဖတ်လိုက်မယ်။31ထိပဲပေါ့နော်။ Okay. 31ထိဖတ်လိုက်မယ်။နံပါတ်ကနံဦး။အော်ဒါလေးက collective reading လေးပါ။ October 31ရက်နေ့ထိမှာ University answer ဘာလေးလာမလဲ။နော်။ဘလို့ချင်းနေတွေကြုံတွေ့ရမလဲ။နော်။အဲ့နဲ့ပတ်သက်ပြီးတော့ဖတ်ပြရပြီးမှဖြစ်ပါတယ်။ဒါလေးကဒီ video လေးကို hello so ကို app ရဲ့ followers ပဲဖြစ်ဖြစ် ဒီဗီဒီယိုလေးနဲ့ကန်ဆက်တဲ့သူပေါ့နော်မြင်ရတဲ့သူမျိုးကိုယ့်ရဲ့ timeline မှာတက်လာတဲ့သူမျိုးတွေဆိုရင်ဒါကကိုယ်နဲ့ energy align ဖြစ်လို့ကိုယ်နဲ့ကိုယ့်ပေါ်မှာ energy တက်ရအောင်မို့လို့နော်ကိုမအာ devil okay one more card this နောက်ကတော့အမေချာကတ်တီးပဲနော် okay universe energy တွေတွေ့ရတယ် ော့အဲ့တော့ကိုဘယ်လိုပြရမလဲဒီမှာ minor cut တွေဆိုရင် wow universe cut တွေ universe energy တွေပဲဒီပေါ့ October နောက်ဆုံးတစ်ပတ် October 31ရက်မတိုင်ခင်ထိရတော့ကိုအတွက် ticket အပြောင်းလဲအကြီးကြီးမားမားပြောင်းလဲမဲ့ကာလာမျိုးလို့ပြောရမှာနော်ကိုရကံတရားကိုနိုင်ကအဲ့လိုမျိုးနော်ဟာ I'm sorry by my sister my husband အနာဂတ်ချိန်နေပြီလို့ရှိနေ Thank you if you believe ဘာခါလေးကြည့်ချင်လို့ပါ Don't stop let go thank you အမေဒီနှစ်ကလေးထပ်ယူနေပါနော်အဲ့တော့ကဒီကလေးတို့အရင်ပြောမယ်ထူးခြားချက်ကဘာလဲဆိုဒီတပတ်တာကာလအတော်တွင်ဒီတပတ်မဟုတ်10ရက်ပေါ့နော်အောက်တိုဘာ31ရက်နေ့ထိဆိုတော့ဒီ10ရက်တာကာလအတော်တွင်ကတကယ်ကိုကဒီ universe ရဲ့ကံ universe energy တွေဆိုရကိုယ်ပေါ်မှာရှိမှာမျိုးအဲ့အတွက်ကြောင့်မို့လို့ကံတရားလို့ပြောလို့ရတယ်ဆိုလို့ကျင်နာကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုအာယုံကိုဘယ်လိုပဲအာယုံမှာအတွေးပေါ့နော်အတွေးနဲ့ခံစားချက်တွေကိုကဘယ်လိုပဲထိန်းတာထိန်းတာဒီຢာတွေကကိုယ့်စီကိုရောက်ကိုရောက်လာမယ် energy မျိုးအဲ့တော့ဘယ်လိုလဲဆိုတော့ဘာသာစကားတွေနဲ့ဆက်ဆက်တာမျိုးတွေအဲဒီကမ္ဘာပေါ့နော် globally ရေချားမြေချားနိုင်ငံရဲ့အခြားနဲ့ဆက်ဆက်တာနိုင်ငံရေးနိုင်ငံနိုင်ငံခြားအတိုင်းတစ်ပါးတွေနဲ့ဆက်ဆက်တဲ့အာယုံတွေပေါ့နော် အဲ့လိုအာယုံမျိုးတွေရတတ်တယ်နောက်တစ်ခုက the wall energy ရာကိုကတခုခုကိုအဆုံးတက်လိုက်ပြီးတော့ဒီ the wall the wall ကဘာလဲဆိုတော့ဒီ major cut မှာဆို27ပေါ့နော်21 oh my god ဒီနေ့21အဲ့ဒါအဆုံးတက်ပြီးတော့ကိုယ့်ရဲ့ဒီပေါ့နော်ပြီးဆုံးသွားတဲ့အာအရင်ကကိုယ့်ရဲ့ဒီအကျင့်ဟောင်းနေမူကျင့်ဟောင်းနေအပြောအဆိုအနေထားအပြုအမူကိုယ်စိတ်နှလုံးသုံးပါစလုံး သူ့ရဲ့အကျင့်အဟောင်းတွေကုန်လုံးကိုကိုကစွန့်လွတ်ပြီးတော့เนาะဒါဒါကိုအတွက် new chapter အသစ်ပေါ့เนาะပြန်စမယ် energy မျိုးလို့အမည်တွေ့မိထားတယ်เนาะအဲ့လိုမျိုးပဲတချို့တွေဆိုဒါတကယ် polyglot ပေါ့เนาะဘာသာစကားတွေထပ်တင်တာရခြားမြန်မာနိုင်ငံရဲ့ခြားနဲ့ဆက်ဆက်တဲ့အလုပ်ကိုင်းတွေလုပ်ဖို့ကြိုးစားတာเนาะအဲ့လိုမျိုးတွေတွေ့ရတယ်ပေါ့เนาะအဲ့တော့ဒီမှာ devil energy လေးလည်းနည်းနည်းလာတွေ့ devil လို့တွေ့ရင်လူတွေကနည်းနည်းလန့်ကြတယ်ပေါ့เนาะ devil ကကြလာပြီဆိုရင် ။ဘာဖြစ်လို့လဲဆိုပုံမှန်လက်ကြည့်အောင်လေသူကမီတာမီလီယံနေတယ်။ဒါပါလဲဆိုဆွဲအစွဲပေါ့ limiting belief တွေပေါ့နော်။ကိုယ့်ရဲ့မသိစိတ်မှာဒီလိုကန့်တတ်ထားတဲ့အရာတွေအာဆွဲထားတဲ့အရာတွေပေါ့နော်အစွဲတွေအဲ့ဒီအရာတွေဥမာလူတယောက်ကိုဆွဲလန်းနေတာဖြစ်မလားနော်။ဒါမှမဟုတ်လေဖြစ်စဉ်တစ်ခုခုဖြစ်ရတစ်ခုခုเนาะတက်ရှိဖြစ်စဉ်ပဲဖြစ်ဖြစ်တက်မဲ့ဖြစ်စဉ်ပဲဖြစ်ဖြစ်အဲ့လိုဖြစ်ရတစ်ခုခုဆွဲလန့်နေတဲ့အယူတွေအာအာယုံ၆ပါးပေါ့เนาะ ဒီမြင်ကြားနံစားထိတွေ့အယုံ6ပါးနေလို့အနှောက်အယှက်တွေပေါ်လာတာမျိုးเนาะမြင်ရဲ့ပိုင်းမဖြစ်မမြင်အပ်ပိုင်းမဖြစ်အဲ့တော့ကိုယ့်ရဲ့စိတ်မှာပူလောင်နေတော့ကများတယ်ဒီမှာဆိုချုံနှောင်ထားသလိုပဲဒါဆိုတချို့အတွက်ဆို physically တောင်ဖြစ်နိုင်တယ်အဲ့ဒီအတွက်ကိုသွားပြီးပူလောင်တာမျိုးပေါ့တကယ် physical အခြေအနေမှာဒီအယုံမှာလည်းမဟုတ်ပဲ ਨੇ physical physical ဆိုတော့ reality ပေါ့တကယ်လက်တွေ့အခြေအနေမှာလည်းကိုကိုစီးမြင်စည်းကမ်းနေလာချပြီးတော့ဒါတွေမလုပ်ရအောင်ဒီလိုတွေမလုပ်ရအောင်ဒီလမ်းကသွားရမယ်အဲဒီလိုပုံစံနဲ့ဒါတွေမကြိုက်ဘူးဒါတွေဖြတ်ဒီလိုမျိုးအား အဲ့လိုမျိုးတွေအာယုံမှာပေါ့နော်အဲ့လိုမျိုးတွေလာနေတတ်တယ်နော်အဲ့ဒါတွေကလည်းသဘာဝတရားပဲအဲ့ဒီအရာကိုနိုင်မဲ့အရာဘာလဲဆိုရင်ကိုယ့်ရဲ့တမာတိအားပေါ့နော်အဲ့တော့ဟိုတရားထိုင်တာဟင်းင်းထုတ်တာမျိုးတွေလို့ပို့ပြီးတော့လှုပ်တင်တယ်ဒီဘက်ကလည်း ဒီအနောင်ဖွဲ့စွမ်းရင်နေလာတယ်လို့မျိုးအဖြတ်စွမ်းရင်နေလာတယ်လို့မျိုးပဲကိုယ့်ရဲ့စိတ်ကိုချုပ်တီးထားရတယ် freedom လွတ်မြောက်မနေတော့ဒီຢာနဲ့ပတ်သက်ပြီးတော့ကိုကအရန်အဲ့ဒီຢာကို attach လုပ်နေရပြီးတော့ဟို attach လုပ်တယ်ဆိုတော့မကြိုက်လို့မကြိုက်လို့ကြိုက်မကြိုက်အဲ့နှစ်ခုတွေကနေကိုကဘယ်လိုမှယုံမထွက်နိုင်ပဲနဲ့အလုပ်တွေပို့ပြီးတော့လုပ်မိတာเนาะအလုပ်တွေအလုပ်တွေပို့လို့တော့ကောင်းလာတော့ကောင်းပါတယ်ဒါပေမဲ့ အလုံးလုံးနေတဲ့ချိန်မှာပြစ်ဆုတ်ပန်တက်တယ်မှာပဲနေပြီးကိုယ့်ရဲ့စိတ်က peace ပေါ့နော်အေးအေးတန်းတန်းလေးနဲ့လုံနေတာပူအဆင်ပြေတယ်ပူလောင်နေတဲ့ပုံစံနဲ့ဆိုအဆင်မပြေဘူးအလောတကြီးနဲ့ဆိုအဆင်မပြေဘူးလောဘအားပေါ့ desires ပေါ့နော်အာအတ္တအားဒီလောဘဒေါသမောဟအဲ့ဒီအဲ့ဒီ desires အဲ့ဆန္ဒ ဆန္ဒရှိတာကောင်းတယ်ဒါပေမဲ့လောဘဘက်ပါသွားရင်အဆင်မပြေတော့ဘူးပေါ့နော်အဲ့လိုမျိုးပူလာမှုအနောင်တွေတချို့အတွက်က1500တချို့အတွက်က928เนาะအဲ့လိုကဏ္ဍတွေကြောင့်ပူလောင်ရတာတချို့အတွက်ကစီးပွားရေးအလောက်ကန် devil က capricorn ပေါ့နော်အဲ့တော့စီးပွားရေးအလောက်ကန်ပညာအပညာရေးဒါဒီမှာတော့စီးပွားရေးနဲ့အလောက်ကန်ဘက်ကိုပူသွားတယ်ပေါ့နော်အဲ့ဒီအရာတွေကြောင့်ကိုမှဟိုချင်းတဲ့ကြက်ထဲမှာမင်းဒီလိုမနေရဘူးဒီလိုမျိုးသွားရမယ်ဒီလိုလောက်ရမယ်ဒီလိုပဲ ကိုကတကယ်ကြီး business owner ဖြစ်နေရဆိုရင်တော့မအခုချိန်မှာပေါ့နော်သူတို့ဆိုတာရေချမ်းမြေချနိုင်ငံရဲ့ချားနဲ့ဖောက်တာအာထပ်ပြီးတော့ကိုယ်လုံငန်းတို့ချဲ့ဖို့စ조사အဲ့ဒီအရာကြီးကြမှာကိုမပူလောင်ရရပေါ့နော်ဒီအာယုံကြီးအပြင်အာယုံကြီးကိုပဲကိုအရန်လိုက်မိနေတော့ကြမှာစိတ်မှာ peace တော့ဖြစ်မနေဘူးဒါပေတည် ဒါပေတိเนาะဒီအောက်တိုဘာ31ကြော်မှာဆိုရင်တော့ကိုယ့်ရဲ့ energy က you are the star ပဲကိုကတကယ်ဟို star energy ရာဒီမှာလမ်းပြကျယ်လေးပေါ့เนาะ right path လမ်းကြောင်းမှာပေါ့ကိုစပြီးတက်လာပြီဒီ influence ပေါ့လူတွေ ਨੇ influencer လို့ social influencer လို့မျိုးကိုခုနကဒီဘောเนาะနေရှားမြန်မာနိုင်ငံရဲ့ channel ဆက်ဆက်တဲ့လောက်ကနေတွေ့ပူလောင်နေရတယ်ဆိုရင်တော့ဒီအောက်တိုဘာ31မှာ peace ဖြစ်သွားပြီးကိုကကိုယ့်ရဲ့တွင်းမြင်လိုက်တဲ့ရှုထောင့်အမြင်ပေါ့เนาะ perception က အာโอเคနာမည်တော့တက်မယ်ပေါ့ဗျာလို့မျိုးကအမျိုးရ log in မှာပဲရှိသေးရဆိုတော့အတွက်ကြောင့်ဒါပေမဲ့ကောင်းတဲ့ positive side ကနေပြီးတော့နော် positive attitude နဲ့ပို့ပြီးတော့သွားလာနိုင်တယ် you are the star you are on the right path အမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုကတက်နိုင်ပြီလူဝယ်များကိုလည်းကိုက communication ပြောဆိုဆက်ဆံတဲ့အခါမှာအကောင်းမှုဆုံးပြောဆိုဆက်ဆံလာနိုင်တယ်အဲလူတွေကိုလည်း influence လုပ်နိုင်တဲ့ social influencer လိုမျိုး social media တွေမှာပို့ပြီးတော့ချဲ့ထွေးမျိုးအလုပ်တွေလုပ်လာနိုင်တယ်အဲဒီ energy ကပါလဲဆိုပရာဟိတပေါ့နော်အအများအတွက်လည်းကိုကအများအတွက်လည်းလူတွေလုပ်လာနိုင်တယ်အများအတွက်အခမဲ့နော်အနေနဲ့ free တွေအများကြီးလောက်လာနိုင်တယ်။ free နဲ့ပတ်သက်ကိုကပို့ပြီးရတဲ့လူတန်းလာနိုင်တယ်။ ပေါ့เนาะအဲ့လို energy မျိုးတွေ vibe တွေအများကြီးရတယ်เนาะအဲ့တော့ ဒီအာဖိုင်လေးပါများတော့အဖြစ်ဘလို့ energy immediate strong ဖြစ်နေလဲဆိုရင် Capricorn Aquarius energy မျိုး strong ဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ Salmon Venus Rising เนาะအထူးသဖြင့် Salmon Venus Rising မှာ Aquarius Capricorn energy မျိုး strong ဖြစ်တဲ့သူမျိုးတွေရွေးမိလိုက်မယ် or ဒီလိုမှမဟုတ်ဘူးဆိုလည်းနောက်ထပ်တခြား sign တွေလည်းဖြစ်နိုင်မှာအဲ့ဒါကပါလဲဆိုအဖြစ် sign အဖြစ်လို့လည်းအမီကတော့မပြောချင်ပါဘူးဒါပေမဲ့လည်းအဲ့လိုအဆွဲပေါ့နော်အနောင်အတွက်အဆွဲတွေအဲ့လိုစိတ်ချုံနောင်နေအဲ့လိုမျိုးတွေအားကြပါလဲဆိုဒီကာမ sign ေမှာမရာဟုအာကာမဆိုင်ဆိုရဲထားပါတော့เนาะအဲ့လိုမျိုးတချို့ချို့ဆိုင်နေမှာပြန်ဆိုတော့ကျွန်တော်ကိုယ့်ရဲ့မွေးစာသားမှာအာ Aquarius အာ Aquarius အာ Capricorn energy မျိုး strong ဖြစ်တဲ့သူမျိုးတချို့ဆိုစနေပေါ့เนาะစိတ်ထန်မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေမှာသွားပြီးတော့ Rahu စိတ်ထန်ဒါမှမဟုတ်လဲ Lily အဲ့လိုမျိုး Shadow အာဟာမာတွေမှာလည်းသွားပြီးတော့ထိုင်တာမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့လည်းထားပါတော့เนาะအဲ့ဒါတွေကိုတိတ်ပြီးတော့အမီမပြောတော့ဘူးဟော တရားနဲ့တရားနဲ့ကအနောက်တိုင်းရှေ့တိုင်းယူဆချက်တွေကွာသွားမှာဆိုတဲ့အတွက်ကြောင့်မလို့เนาะ အော်ဒီမှာပြောချင်တာကကို့အတွက်ဒီအောက်တိုဘာ31ကိုနီးလာလေလေပို့ပြီးတော့ကောင်းလာတယ်ပြောဆိုရတာလေဒါပေမဲ့အခုချိန်ရအောင်မကောင်းလားအဲ့လိုမျိုးတော့လည်းမဟုတ်ပါဘူးဒီ double energy လေးပါနေလို့ကြာမှာကို့မှာအလောကြီးတာပူလောင်တာပေါ့နော်ကိုရဲ့မတိစိတ်အစွဲတွေတက်နေတဲ့အချိန်မျိုးအဲ့ဒီအစွဲတွေကြောင့်အဲ့ဒီအစွဲတွေဒီမှာတန်ကြိုးကြီးနဲ့ချုပ်နှောင်လဲသူကအဲ့ဒီအရာတွေလိုက်လုံနေအာယုံနေပြင်မအာယုံကလာသမျှအရာတွေကိုအကောင့်ထဲပေါ်ပြီးတော့လုံနေရတယ်မလုံလို့မရဘူးလုံရတယ် ာပြောလို့လဲမဟုတ်ဘူးကျမအခုချိန်မှာတရားလေးထားပြီးတော့ပဲဟိုလိုမျိုးဖြစ်နေတာ yes အဲ့ဒါဆိုတော့ဒါကိုအတွက်လွမြောက်လန်းကိုတက်ဖို့စပြီးခြေလန်းလန်းတာပဲတချို့တွေကကြတော့မရဘူးကိုမလုပ်ဘူးဆိုတော့ကိုကို push လုပ်နေမယ်ကိုလုပ်ကိုလုပ်ရမယ်ဆိုပြီးတော့ push လုပ်နေတဲ့အရာတခုရှိနိုင်မယ်ပေါ့နော်ဒီလိုအခြေအနေမှာဟိုဒါလည်းကိုရဲ့မတိစိတ်ဆွဲပဲ okay ဒီမှာကတော့အမီပါ message တွေ attach ရလဲဆိုရင် okay if you believe ကိုရဲ့ယုံကြည်ချက်အတိုင်းเนาะ အဲ့တော့ကိုစိတ်ပူတော့ကများနေကြမလို့ကိုဒီဇိုင်းမမတ်နဲ့အာသွားတဲ့အရာတွေပေါ့နော်ဒီဇိုင်းမမတ်နဲ့သွားတဲ့အရာတွေအာခြေလန်းနေတလန်းပြီးတလန်းကိုပြစ်စုံပန်တက်တဲ့ကိုအာယုံဆိုင်ပြီးတော့ခြေလမ်းတွေတလမ်းပြီးတလမ်းလှမ်းနေတယ်ပဲဒီပူလောင်မှုတွေကိုလက်ကိုလောက်လိုက်တယ်เนาะအော်ဒီအနာကတ်မှာဘာတွေဖြစ်မှာလဲခဏလေးအနာကတ်ကိုခဏလေးထားလိုက်ထားပြီးတော့အခုလက်ရှိမှာကိုမနိုင်မနိုင်လို့ပဲဖြစ်ဖြစ်ကိုပူလောင်နေရတဲ့ຢာပဲဖြစ်ဖြစ်ကိုအဆုံးတက်မှာမို့ပဲဖြစ်ဖြစ် အဲ့ဒီຢာတွေကောင်လုံးလှုပ်ချလိုက်တယ်ပေါ့နော်ပြစ်ဆုံးပန်တက်တဲ့မှာကိုလှုပ်ရမယ့်အရာကိုပဲဒီပြင်ပအယုံတွေကြောင့်ပူလောင်တာတွေမဟုတ်ဘဲနဲ့အနှောင်းတွဲ1500928အနှောင်းတွဲတွေကြောင့်ပူလောင်တာတွေမဟုတ်ဘဲနဲ့ကိုလှမ်းရမယ့်ခြေလှမ်းလေးကိုပဲတလန်းကိုဘာဖြစ်ချင်တာလဲဘာဖြစ်ချင်တာလဲဖြစ်ချင်တဲ့အရာပါလေပြင်ပအယုံတွေတော့မလိုက်ပဲနဲ့ခဏလေးကိုဖြစ်ချင်တဲ့အရာကိုတဒေါင်းနဲ့ချရည်โอเคအဲ့ဒီအရာကိုပဲခြေလှမ်းလေးတလန်းဒီနေစလှမ်းမယ်နော်ဒီတစ်ပတ်ထဲမှာလည်းအဲ့လိုမျိုးလှမ်းလာနိုင်ပါလေဆိုကိုယုံကြည်တဲ့ အရာတစ်ခုကိုပြစ်ချင်တဲ့ desire ရှိတဲ့စန္ဒရှိတဲ့အရာတစ်ခုစီကိုသွားမယ်ပေါ့နော်။သွားဖို့အတွက်လည်းခွင်လန်းနေရတိုင်းပဲဒီလိုကိုယ့်ရဲ့ဒီပေါ့နော် passport အတိတ်မှာလည်းကိုကလွတ်ချရမယ့်အရာတွေကိုလွတ်ချနိုင်ခဲ့တယ်။တော့ကတွေမများနေတော့မပူပန်တော့ဘူး။ပြစ်ဆောက်ပန်တက်တဲ့မှာကိုအာရုံစားရမယ့်အရာကိုပဲနံပါတ်၁ကကိုရဲ့ inner self ကအရေးကြီးပါတယ်။ဘာဖြစ်လို့လဲ developer ပြနေတဲ့အတွက်ကြောင့်မပြင်းမအာရုံကြောင့်စိတ်ချုံနောင်နေကြောင့်နော်။ဟိုဒီစီကန်းစီမြင်နေကြောင့် အဲအဲ့လိုမျိုးတွေကြောင့်ပူလောင်နေရတဲ့အချိန်တွေမှာကိုအာယုံစိုက်နိုင်တဲ့ကိုကိုပြင်မအာယုံကိုမျိုးတော့ control လုပ်လို့မရအောင်ဖြစ်မှာပဲလောကတော့ဒါပေမဲ့အမျိုးအာယုံစိုက်နိုင်တဲ့ကိုရဲ့အတွင်းစိတ်လေးကို peace ဖြစ်အောင်ကို focus လုပ်ရမယ်အာယုံစိုက်ရမယ်ခြေလန်းတလန်းမင်းတလန်းအဲ့ဒါအရာကိုပဲသွားလို့ရမှာမျိုးပေါ့နော်အဲ့တော့ကိုရဲ့ယုံကြည်ချက်လေးကအောက်တိုဘာ31လောက်ဆိုရင်တော့ okay အာဖြစ်လာမယ်ပေါ့နော်ဖြစ်လာမယ်ဆိုတာမျိုးလေအဲ့တော့ online business တွေအားပြန်ကောင်းလာမယ်ပေါ့နော်အဲ့ဒီကက aquarius ဆိုတော့ နော် social media ဘိုင်းနဲ့ဆက်ဆက်တာမျိုးတွေပြန်ပြီးတော့အဆင်ပြေလာမယ်အခုချိန်မှာတော့နည်းနည်းအာယုံနောက်ကြတယ်နော်အာယုံနောက်ကြတဲ့တည်င်းနဲ့အာယုံနောက်ကြတဲ့အရာတွေပေါ်နေအောင်ပါပဲဒါပေမဲ့ဒါတွေကကိုကသွားပြီးတော့ဓာတ်မကူနဲ့ energy သွားမရှိနေပါတော့ကိုဘယ်ရာကို focus လုပ်ရမှာလဲဘယ်ရာကိုယ့်ရဲ့စိတ်ကိုငြိမ်းချမ်းစေတာလဲဒါတော့ပဲအာယုံဆိုင်ပေါ့နော် Okay so အာဒီနေ့ပေါ့နော် weekly reading လေးကို October 31ရက်နေ့အမိဖတ်ပေးထားပါတယ် အဲ့တော့ဒီအရင်တပတ်ထက်စာရင်ကိုကလှုပ်ရှားတဲ့နေရာတွေကိုအကောင်းဆုံးလှုပ်ရှားနိုင်မယ်။ပြင်ပအာယုံစိတ်ချုံနာတွေနောက်ကိုလိုက်မိတယ်ဆိုရင်လည်းကိုကအကောင်းဆုံးတတိပြန်ကတ်နိုင်ပြီးတော့ကိုဒီခြေတလန်းချင်းကိုတွားရမယ့်ရဥစားပေးကိုတစ်ခုပဲရင်ထားတာပိုအဆင်ပြေမယ်နော်။အဲ့ဒီရာကိုပဲတလန်းချင်းတလန်းချင်းလှမ်းပြီးတော့တွားမယ်။ If you believe ကိုရယုံကြည်ရတစ်ခုရဖို့အတွက်ပေါ့နော်။ Okay ။ယုံကြည်ရမယ် believe ရှိရမယ်နော်။ If you believe okay ။ အမြင်ခံစားမိရဒီမှာ the wall ပါတယ်ဒီမှာလည်းကဘာလုံးပါတယ် star လည်းပါတယ်ဆိုတော့လေဒီဟိုဒီရေချားမြေချားနိုင်ငံရေချားဘာသာစကားเนาะ communication ပေါ့ပြောဆိုဆက်ဆံရေးပိုင်းနေအဲအဲ့ဒီပိုင်းတွေကိုပို့ပြီးတော့ဒီတပတ်တော့ဒီမှာပို့ပြီး try ပြင်မယ်ပို့ပြီးလုပ်ဖြစ်မယ်ပေါ့เนาะအားထည့်လို့ရတယ်ဒီရက်ပိုင်းမှာเนาะတခုပဲအရန်ကြီးပူလောင်ပူလောင်နေရဲဆိုတော့စိတ်မျိုးရှိလားကိုယ့်ကိုယ်ပြန် check လုပ်လိုက်။ Okay ဒါမျိုးဆိုရင်တော့ခဏလေး relax လုပ်လိုက်ပါ။ပြီးတော့မှရှေ့ကိုပြန်ဆက်လျှောက်ပါနော်။ ။ Okay so အဆုံးထိအချိန်ပေးပြီး energy ပေးပြီးကြည့်ပေးတဲ့တဦးတရားဆိုင်ကိုကျေးဇူးတင်ပါတယ်။အမျိုးရှေ့ရှေ့ပတ်ဒီမှာလည်းပေါ့နော်။ခုနှစ်ရက်စာ reading လေးတွေအမျိုးလုပ်ခဲ့ပြီးတယ်။အဲ့ဒီ reading list တွေကရော energy guide လာအခုလက်ရှိမှာရော energy past နဲ့ present ကိုဖတ်သွားတာရော energy guide လာ။ဒါအခုအချိန်မှာအဝေးမှာရောက်နေတဲ့တရားရောက်ကြောင်ပူလောင်ရတာမျိုးတွေနော်။ ဟိုစိတ်ချုပ်နှောင်ပေါ့နော်အဲ့လိုမျိုးတွေဒါတကယ်ထိုးအတွက်ဆိုရင်ဒါအခက်မတင်ဒါတကယ် reality မှာဒီကိုယ်ကိုလာပြီးစီးမြင်စည်းကမ်းနေတင်းကျပ်တာချုပ်နှောင်ပေါ့အဲ့လိုပုံစံမျိုးတွေစိတ်ချုပ်နှောင်လားအဲ့လိုမျိုးတွေရှိနေလားပူလောင်နေရတဲ့တော့ကားတွေရှိနေလားအဲ ပြင်ပအာယုံတွေကြောင့်ပူလောင်ရတာ1528ကဏ္ဍနဲ့ချူဝါကျမ်းမာရေးတွေကြောင့်ချူဝါပြင်အဝေးရောက်နေတဲ့သူတွေကြောင့်ချူဝါကိုယ့်ရဲ့လုပ်ငန်းတွေကြောင့်ချူဝါကိုယ့်ရဲ့စီးပွားရေးတွေကြောင့်အာတော့ကပေါ်ပူလောင်နေအဲ့လိုခြေနေရနေပြီးတော့အောက်တိုဘာ31ရက်ရွှေဖြစ်နေအထူးသဖြင့်တော့လာမယ့်3ရက်ဆိုရင်ဒါအလင်းစာရပြီပေါ့နော်ခုံမြတ်စာ၃ရက်လာပေါ့နော်အခုကလာကွယ် energy ရှိနေတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ပြန်ပြီးတော့အဆင်ပြေလာမယ်အရင်ကြီး stress တွေဖြစ်မခံပါနဲ့နော်ဒါခံတာအတွက်အဆင်မပြေဘူးအာ စိတ်ဖိစီးမှုတွေအများကြီးမထားပါနဲ့နော်လူတွေကဟိုတချို့တွေတရားဓမ္မတွေပွားများတာမျိုးဖြစ်နိုင်တယ်ခြေလမ်းနဲ့တလန်စာလန်းတာမျိုးနော်ဘာဖြစ်လို့လဲဆိုတော့ဒီ devil energy ကိုနိုင်တာ meditation အော်ဒီပြင်ပအာယုံတွေကိုမရောက်ဘဲနဲ့ကိုယ့်ရဲ့ inner self ကိုပဲရစိတ်ရောက်နေဖို့ဆိုတာကကြတော့လीနော်โอเคတရားထိုင်ပါအာဒီမနှက်ပြန်တပတ်ခါဖိနေခါတော့ဆိုရင်တော့နော်ပြန်ပြီးတော့အဆင်ပြေပါပြီအရာအလုံးမှာစိတ်တွေ calm down ဖြစ်မယ်နော် โอเคซอไผဒီ weekly review လေးဒီညမှာပဲဆုံးသက်ပြစီအဆုံးထိအချိန်ပေးပြီး energy ပေးပြီးကြည်ပေးတဲ့တူတူပြဆိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်။အမျိုးရှိမှာပေါ့နော် personal rain package လေးဝယ်ယူချင်တာပဲဖြစ်ဖြစ် one hour discussion လေးဝယ်ယူချင်တာပဲဖြစ်ဖြစ်ပေါ့နော်။အမျိုးရှိရ package လေးရောင်းပေးနေပါတယ်။စိတ်ဝင်စားရဆိုရင်လာရောက်ဝယ်ယူလို့ရပါတယ်ရှင့်။ပြီးတော့ဒီ terror နဲ့ပတ်သက်ပြီးတော့အခြေခံ terror funny လေးပေါ့နော်ကို အာဒီ Telegram Ready Group လေးရှိပါတယ်ကိုအားတဲ့အချိန်မှာကိုနိုင်သလောက်လေးပေါ့နော်လေးလာခြင်းတဲ့သူတွေပဲဖြစ်ဖြစ်တစ်ဖက်မှာအလောက်ကိုင်းစွာပညာရေးတွေရှိရတစ်ဖက်မှာလည်းကိုဝါသနာပါတာလေးကိုစခြင်းနဲ့ခြေလန်းလှမ်းခြင်းနဲ့ဆိုရင်စပြီးတော့လှမ်းလို့ရပါတယ်အမျိုးရှိမှ Telegram Ready Group လေးရှိပါတယ်ဒီ link service လေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစွာလာရမယ့်နဲ့ဆုံးဆောင်လို့ရပါတယ် admin team က online channel ဆက်ချင်းတောင်းပြန်ပေးမှာဖြစ်ပါတယ်ရှင်အဆုံးထိချိန်ပြီးပြီးနားထောင်ပြီးတော့ဆေးစုအများကြီးတင်ပါတယ် bye bye see you soon